မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စင်ကုန်းမြို့သိန်းတိုက်ပွဲမှာဒုဗိုလ်မှူးကြီးအောင်မင်းကိုပါဝင်133ကို73ပန်းဖြင့်ဖမ်းဆီးရရှိပြီးကျေးရွာတွေကိုမိရှုရခြင်းမှာတပ်ဆိုင်ရာတိုင်းမှုရဲ့အမိန့်ရမိရှုရခြင်းဖြစ်တယ်လို့တရင်းမှုဒုဗိုလ်မှူးကြီးအောင်မင်းကိုကဝန်ခံပြောကြားပါတယ် ကျန်မြော်လှစင်ကုန်းရွာလမ်းဆောင်တဲ့ဖုန်ကြီးเจ้าကိုစစ်တပ်ကလေကြောင်းကနေပုံကျဲမှုကြောင့်ကိုလွန်ဆောင်တဲ့ကလေးငယ်တွေပါဝင်ပြည်သူ၁၆ဦးတစ်ဆုံးသွားတဲ့တဲ့င်းပါဝင်နောက်ဆုံးရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့မန္တလေးတိုင်းစင်ကူးမြို့သိန်းတိုက်ပွဲမှာခမရ903တရင်မူဒုဗိုလ်မူကြီးအောင်မင်းကိုစင်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ပင်ဗိုလ်မှူးအောင်ကျော်စင်ဗိုလ်ကြီးထက်ကျော်ဗိုလ်ကြီးထေလင်းကျော်ဗိုလ်ကြီးအေးကိုဗိုလ်ကြီးထွန်းနိုင်ရဲမှုရွှေသိန်းမောင်နဲ့ဒုရဲမှုကျော်မြင့်ဦးတို့ကိုစစ်တုံးပန်းဖြင့်ဖမ်းဆီးရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ဇူလိုင်လ18ရက်နေ့ကတော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ပေါင်းစုကစင်ကူးမြို့နယ်စင်ကူးမြို့နယ်တစ်ခုလုံး ုံးကိုတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးစစ်တုံးမှန်113ကိုဖမ်းဆီးရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒီဖမ်းမိတဲ့အထက်မှာစစ်ကောင်စီတပ်ဘက်ကစစ်ဘက်အရာရှိကြီးတွေနဲ့အရေးအရာရှိတွေပါဝင်လာတာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်ကူးမြင့်နယ်တကြောမှာပြည်သူ့ဘောအထမဖမ်းဆီးအနိုင်ကျင့်လူရဲ့တပ်ဖြတ်ငွေညှစ်ခဲ့ကြတဲ့ပြူစောတီခေါင်းဆောင်တွေပြူစောတီလက်လက်ကင်တွေကိုလည်းဖမ်းဆီးရမိခဲ့လို့လည်းသိရပါတယ်။ဖမ်းဆီးရရှိထားတဲ့စစ်တုံးပန်းစစ်ရာရှိတွေကတနင်္ဂနွေလုံးကစစ်ကောင်စီတပ်တွေကစစ်တီတွေကို လက်လက်ချအလင်းဝင်ပူပေါင်းဆောင်ရွက်ဖို့တရားဝင်တိုက်တွန်းခဲ့ကြပါတယ်။အဲလိုဖမ်းမိထားတဲ့သူတွေကရာထူးအကြီးဆုံးဖြစ်တဲ့ခမရ903တရင်မဒုဗိုလ်မူကြီးအောင်မင်းကိုကပြည်သူတွေကိုတပ်ဖြတ်ပြီးရွာတွေကိုဘားကြောင့်မိရှူရတယ်လို့အမှတ်တင်းနေတဲ့တရင်မမိုးကိုပြူရရဲ့တောင်ဝရှိသူကမေးမြန်းရမှာတော့သက်ဆိုင်ရာတိုင်းမှုရဲ့အမေအရာမိရှူရတာဖြစ်ပြီးအမေရထားပြေးသားမှုလောရတာဖြစ်တယ်လို့ဝန်ခံပြောဆိုထားပါတယ်ရှင်။ ရန်ကုန်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့အင်းစင်အကျဉ်းတော်ကနိုင်ငံအကျဉ်းတာအကျဉ်းသူအများပြားကိုဒိုင်ဟူအကျဉ်းတော်တာဝန်အကျဉ်းတော်တို့ကိုပြောင်းရွှေ့ခဲ့လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲ့ PPLN ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောပါရစေ။ဇွန်လ27ရက်နေ့မနေ့အစောပိုင်းမှာနိုင်ငံရေးအကျဉ်းသားတွေနဲ့အကျဉ်းသူတွေကို ထောင်ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ကိုအချင်းတန်ကအမျိုးသားအယောက်200ပို့ခဲ့တယ်လို့အမျိုးသမီးအယောက်60ကိုလည်းပြောင်းရွှေ့ခဲ့လို့ကိုတိုက်ထွန်းကပြပြပါတယ်။ဒါရီအချင်းတန်ကိုပြောင်းရွှေ့လိုက်တဲ့နိုင်ငံရေးအကျဉ်းသားအရေးအတွက်ကိုရရှိဖို့အတွက် စ조사နေစေဖြစ်တယ်လို့လည်းဆိုပါတယ်ဒီလိုထောင်ပြောင်းရွှေ့မှုတွေပြုလုပ်တာဟာအကျဉ်းဦးစီးဌာနကစစ်စစ်ရေးတရက်ကဲ့သို့တေချာအကွက်ချစီမံထားတာဖြစ်ပြီးပြီးခဲ့တဲ့ဇွန်လ16ရက်နေ့လူမှုကောင်းဆောင်ဒေါန်ဆန်းစုကြည်မွေးနေ့ကနေစတင်ပြီးလာမယ့်ဩဂတ်စ်လ10ရက်နေ့ရှစ်လေးလုံးထိအကျဉ်းထောင်တွင်နိုင်ငံအကျဉ်းသားအကျဉ်းသူတွေထောင်တွင်းလှုပ်ရှားမှုတွေပြုလုပ်တာမျိုးမဖြစ်ပေါ်စေဖို့အတွက်အခုလိုလူစုခွဲတာဖြစ်တယ်လို့လည်းကိုတိုက်ထွန်းကထောက်ပြပါဗါတယ်အခုလိုထောင်အပြောင်းရွှေ့တွေလှုပ်ဆောင်လိုက်တာကြောင့်မိသားစု ုဝင်တွေထောင်ဝင်စာပို့မှုမှာအရင်ကတည်းကပုံမခက်ခဲလာမှာဖြစ်တယ်လို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲ့ PPNN ကဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကပြောပါရရှင်။ တဲ့တဲ့တဲ့ဘောက်ကိုတင်ဆက်ပေးကြပါရယ်မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာနယ်ရုံးပင်ကုန်းရွာကို AR မြကြောင်းတိုင်းဆက်တက်လာတဲ့စစ်သည်မော်တွေကလက်လက်ကြီးတွေနဲ့ပြစ်ခတ်မှုကြောင့်နေအိမ်တွေပျက်စီးခဲ့လို့စင်ကူးမြို့နယ်မြေပြင်သတင်းမှန်ပြန်ကြားရေးဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကို ပြပြပါရယ်ဇွန်လ20ရက်နေ့ညပိုင်းကနေစတင်က AR မြကြောင်းတိုင်းဆက်တက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်သည်မော်တွေဟာလက်ပံလာရွာနယ်ရုံးပင်ကုန်းရွာကိုလက်လက်ကြီးတွေနဲ့အဆက်မပြတ်ပြစ်ခတ်ခဲ့တာလည်းဖြစ်ပါရယ်ဂျပန်စစ်တပ်ပြစ်ခတ်ခဲ့တဲ့လက်လက်ကြီး ီးတွေလားလက်ပံလာရွာပြည်စိုးအောင်ရက်ကွက်နဲ့ရုံးပင်ကုံရွာတဲ့ကိုကြောက်ရောက် ပောက်ကွဲခဲ့လို့လည်းသိရပါဗျ။ရှင်ဘုံမြို့နယ်ကြောင်မြောင်းနယ်မခောက်ကြားအဲ့ဒီစစ်သမောတွေစက်ကတ်ထားပြီးမှလည်းလက်ရှိအချိန်မှာတော့ပြန်လည်ဆုတ်ခွာသွားပြီဖြစ်တယ်လို့လည်းသိရပါဗျရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံရဲ့နေဆက်ကုံသွေးစကန်နဲ့လမ်းကြောင်းတွေကိုတိုင်းဒါလက်နက်ကန်တော်လိုင်းတပ်ဖွဲ့တွေကသိမ်းပေါက်ထားရကြောင်းရေချောင်းကုံသွေးနဲ့အစားထိုးဖို့စစ်ကောင်စီကအပူတပင်လှုပ်ဆောင်နေရပြီးအဲ့ဒီလုပ်ငန်းစဉ်ကိုဒုစစ်ခေါင်းဆောင်စိုးဝင်းကဦးဆောင်နေရလို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကပြောပြပါတယ်လက်ရှိနေဆက်ကုံသွေးအဓိကဆောင်ရွက်နေတဲ့မူဆယ်105မိုင်နေဆက်ကုံသွေးစကန်ချင်းရွှေရောကုံသွေးစကန်လွယ်ကျဲကုံသွေးစကန်အိန္ဒိယနိုင်ငံနဲ့နေဆက်ကုံသွေးအဓိကဆောင်ရွက်နေတယ်ရီ ုံတွေစကန်တမူးကုံတွေစကန်မြရီနေဆက်ကုံတွေစကန်တွေအလုံးမှာတိုင်းရင်းသားလက်လက်ကန်တော်လန်တဖော့တွေကသိမ့်ပိုက်စုမိုးထားတာလည်းဖြစ်ပါတယ်။အဲဒီစကန်တွေအလုံးကုံတွေမရတော့ဘဲကုံတွေလုံးဝရက်ဆိုင်နေတာကြောင့်စစ်ကောင်စီကပင်လယ်ရေကြောင်းကနေပုံမူတင်ဖို့တင်သွင်းနိုင်ရဲ့အပူတပင်းဆောင်ရနေလို့လည်းသိရပါတယ်။ လက်ရှိမှာမင်းထမင်းစိတ်ကန်းကိုနေဆက်ကုံသွေးအစာထိုးပင်လယ်ရေကြောင်းကုံသွေးရိုက်စိတ်ကန်းဖြင့်ဇန်နဝါရီလ၁ရက်နေ့ကနေဇွန်လ၃၀ရက်နေ့ထိ၆လစမ်းသက်ဆောင်ရွက်ခွင့်ပြုခဲ့ရလို့လည်းသိရပါဗျ။ဒါအပြင်ရွှေမီတာမီနယ်စိတ်ကန်းနဲ့မုတ်ဓမ Logistic Hub Company စိတ်ကန်းတို့ကိုလည်းယာယီကုံသွေးစိတ်ကန်းဖြင့်ဧပြီလ၂၄ရက်နေ့ကနေအောက်တိုဘာလ၂၃ရက်၆လယာယီခွင့်ပြုထားပြီးအဲ့ဒီစိတ်ကန်းတွေရှိရာရန်ကုန်ကနေထိုင်းနိုင်ငံရန်ကုန်ပင်လယ်ရေကြောင်းကနေတစဉ်ကုံစီတွေ ကိုတင်ပို့နေတာလည်းဖြစ်ပါရဲ့ရှင် မွန်ပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မွန်ပြည်နယ်ကြံမြောင်းမြို့နယ်လှစင်ကုန်းရွာလမ်းဆောင်နယ်ဖုန်ကြီးเจ้าကိုစစ်တပ်ကလေကြောင်းကနေပုံကျဲတက်ခတ်ခဲ့ရမှာကိုလုံးဆောင်တဲ့နဲ့ကလေးငယ်တွေပါဝင်ပြည်သူ၁၆ဦးဟာတေဆုံးသွားခဲ့ရလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။ဇွန်လ၁၉ရက်နေ့ကကြံမြောင်းမြို့နယ်ကျုံွယ်ရွာနယ်လှစင်ကုန်းရွာအဆက်လမ်းဆောင်နယ်လမ်းဆောင်အနီးကဖုန်ကြီးเจ้าကို Jet Fighter နဲ့စီးနဲ့ပုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါရတယ်။အဲဒီတက်ခတ်မှုတွင်ကိုဝန်ဆောင်တဲ့နဲ့ကလေးငယ်တွေပါဝင် င်ပြည်သူ၁၆ဦးဟာသေဆုံးခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့တရုတ်နိုင်ငံရဲ့တောင်းဆိုမှုရာ MNDA ကအပြစ်ရဲ့ကြေညာထားပြီးမဲ့လဲလာရှိုးမြို့ကိုစစ်ကောင်စီကတိုက်လင်းတွေနဲ့ပုံကျဲချနေပြီးတိုက်ပွဲတွေပြင်းထန်နေလို့ဒေသနေပြည်သူတွေကပြပြပါဗျ။ဂျွိုင်းလာ27ရက်နေ့မနက်4:50မိနစ်ကနေစတင်ပြီးစစ်ကောင်စီကတိုက်လင်းတွေနဲ့ဘုံတွေကိုကျဲချကာပြစ်ခတ်မှုတွေကိုလှုပ်ဆောင်နေသလိုအထက်မန်အိုင်900ခွန်ကောခလာရ68နဲ့လာရှိုးမြို့ဦး51ဘက်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့လည်းသိရပါဗျ။ MNDA ဘက်ကတော့တရုတ်နိုင်ငံရဲ့ချက်ချင်းအပြည့်အခက်ရက်စရေတောင်းဆိုချက်နဲ့စစ်ပွဲတွေရက်တရေတောင်းဆိုချက်ကိုတက်ကြွစွာတုံ့ပြန်ရန်အတွက်ဂျွန်လ19ရက်နေ့ကလည်းဂျွန်လ31ရက်နေ့ထိလက်ရှိရောက်ရှိရာနေရာတွေမှာအပြည့်ရထားတယ်လို့ထုတ်ပြန်ထားပါတယ်။အ င်းလိုအပြည့်ရထားစဉ်ကလာတွင်ဆက်လက်ခံစစ်ကိုပြင်ဆင်ရန်မိမိဘက်ကစစ်ဆင်ခြင်းတွေကိုရပ်တန့်ရန်လေကြောင်းရန်ကာကွယ်ရေးအစီအမံတွေကိုဆောင်ရွက်ကြရန် MND အောက်ခြေတပ်တွေကိုညွှန်ကြားထားပေမဲ့လည်းစစ်ကောင်စီတပ်တွေကတိုက်ခတ်ရင်ခုခံကာကွယ်တဲ့အနေနဲ့တိုက်ခိုက်မှုတွေကိုတင့်တယ်လို့ပြုလုပ်နိုင်တယ်လို့လည်း MND ရဲ့ညွှန်ကြားချက်မှာဖော်ပြထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တိုင်းတပုတ်ကတော့တောင်အာဖရိကနိုင်ငံပရီတိုနီယာမြို့ဂါဒင်ခရတရားရုံးချုပ်ကမြန်မာနိုင်ငံကိုဆက်လက်နဲ့ရောင်းချမှုပြုလုပ်ဖို့အတွက်အမိန့်ချမှတ်လိုက်ပြီးတရားရုံးချုပ်အမိန့်ဟာအခြားနိုင်ငံအများပြားကိုပါလက်ငင်းအကျိုးဆက်တွေရှိလာမယ်လို့ Justice for Myanmar ကပြောကြားလိုက်ပါတယ်။ဇွန်လ19ရက်နေ့ကမြန်မာနိုင်ငံကိုဆက်လက်နဲ့လွှဲပြောင်းရောင်းချမှုတွေလှုပ်ဆောင်နိုင်တယ်။ခွင့်ပြုမိန့်တွေကိုပယ်ဖျက်လိုက်တာလည်းဖြစ်ပါတယ်။အဲဒီတရားရုံးချုပ်ရဲ့အမိန့်ဟာတောင်အာဖရိကနိုင်ငံကနေမြန်မာနိုင်ငံကိုနောက် င်းလက်လက်ရောင်းချမှုမှန်သမျှအတွက်သာမကအခြားနိုင်ငံအများပြားကိုပါလက်ငင်းအကျိုးဆက်တွေရှိလာမယ်လို့လည်း Justice for Myanmar ကပြောပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါတရှိ့ပေးရလို့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ